နာကြီးအတို့ဒီဘက်ကထမင်းအိုးတွေချက်ကိုဘက်ကနေဟင်းတွေချက်ချက်ချက်ပြီးတော့လေဘိုးဘွားအိတ်တာတွေဆိုလဲအချိုးချက်လေးပါလေအဲ့လိုချက်ချက်ပြီးရတယ်နောက်ဘိုးဘွားတွေကိုတယောက်တောင်းနေတယ်အဲ့ဒီပတ်စံကအဲ့ဒီပတ်စံကိုလေမခွဲထားမိဘူးတိလားအဲ့ဒီမှာလေတိုင်းမှာချက်ချင်းချက်ချင်းစိုက်ပြီးတော့အာအဲ့လိုမျိုးတွေလောက်ရတာပေါ့အဲ့ဆိုင်လေပေါ်တယ်နော်အဲ့ဒါလူတွေကလေလို့အဲ့အကြောင်ပဲတာကြီးဟိုလို့တိလားဟဲ့အလှူတွေလောက်ပင်းနေကမကြီးအမအရန်နေထောနေတော့တင်ပါလို့ တာကြီးကဒီလိုမျိုးလှူနေနေလဲထမင်းမလောက်ဘူးလို့ရှင်တာကြီးကတရောင်းတထောင်ဝေသေးတယ်ပြီးလို့ရှင်လို့ရှင်ဟိုမကျမ်းမာတဲ့သူတို့အဖိုးကြီးဘွားကြီးတို့အဲ့လိုမျိုးတွေတွေ့လို့ရှင်လို့ရှင်လဲကိုကလေအဲ့လိုမျိုးပေါ့ဟောဆေးဘိုးလေးကိုနိုင်တဲ့လောက်လေးကိုအိမ်တွေကစိုက်ပြီးတော့လှူပေးသေးတယ်အခုဆိုဟွာဘော့တိုင်း2000ဟွာဘော့ကိုဗစ် ကိုဗစ်စကန်ဝေးလောက်ထဲကစတာเนาะအခု၄နှစ်လောက်ရှိသွားပြီဟိုအဲ့ဒါအခုဒီရပိုင်းတောင်မှအဲ့တော့ငလင်ပေးတွေပါတယ်သွားလှူကြတဲ့အခါကျတော့ဒီဘက်မှာအဲ့ဒါနည်းနည်းလေးပေါ့เนาะနည်းနည်းလေးဟိုဟာဟိုဟာကျဲသွားတဲ့အခါမှာလေအိမ်မှာနည်းနည်းနားရတယ်များလာခေါင်းခေါင်းသီးတောင်ဖောက်လာတယ်အဲ့လိုမျိုးလေဟိုဒါအမြဲလှူကျင်တာကိုကအမြဲအမြဲအမြဲလှူကျင်တာအဲ့ဒါဟိုဒီနေ့ကအကိုကြီးတယောက်ကလေအဲ့ဒီချမောင်ကျော်နဲ့အဲ့လိုမျိုးလှူမဲ့တထောင်သာဆိုတော့ ျော်သွားဒီကမျိုးလူနေရရင်လေကိုကိုစိတ်ကပါအဲ့ဒါလေဒီအလုတ်ကရဲဆွဲတယ်တဲ့ဟိုကပရာဟိတအလုတ်လို့တော့တာကြီးကအဲ့လိုမပြောချင်ပါဘူးတာကြီးဒီလိုမျိုးသူများကိုစားလေလှူပင်းနေတာလေအဲ့လိုလှူပင်းနေဒီအလုတ်ကဆွဲတယ်လက်သမီးတရမလုံးဝလို့ရှိရင်လေလူကလေဟဲ့နေငါဒီနေ့ဘာမနဲ့မိုးလေးအဲ့ရထားတယ်ငါဒီနေ့ဖယ်သွားရမှာလေအဲ့လိုမျိုးဖြစ်နေရအဲ့ဒါအမှန်ပဲဟိုတာကြီးပဲဘလို့ခေါ်မဲဆိုတော့လေ management လုံးရတဲ့အခါမှာဒီကိုကဒီအလှူကလေကိုလူတာထက်ကိုလူတာထက်ပို့ပြီးတော့ဆနစ်ကြအောင်နှောက်ပြီးတော့ပို့ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့အမဲဆိုအောင်အဲ့အမျိုးလေးလုံးရတယ်တာကြီးအဲ့အကြောင်းမို့လို့တချို့တွေကရင်တော့ဆိုပြောကြတယ်မလေးသူများလို့ live လေးနဲ့ပါ냐တာကြီးကိုလှူရဲသူကကိုစားလှူခိုင်းကြရဲ့လူများတယ်အဝေးကနေများတယ် အဲ့တော့သူတို့တွေဒီမှာလူတွေတန်းစီနေရတယ်မြင်တာပီတိတွေဖြစ်ရအောင်လို့ဆိုတော့ကိုကလေအဲတတရရလေးလည်းဖြစ်အောင်အဲဒီတကယ်စားတဲ့သူတွေကလေသူတို့ဟိုဘလို့ခေါ်မလဲဆိုလေသမီးတနတ်ကလေးကိုအလှရှင်တွေကိုစားကိုကလှူပေးရတဲ့အခါမှာသူတို့အနေနဲ့အာသမီးကိုစားကအောင်စက်သားဆိုလဲအတုံးကြီးကြီးနဲ့အရသာရှိရှိထန်ဆန်းဆိုလဲ ပေါ်ဆမ်းမွေးထမင်းလေးပေါ့เนาะအဲ့တော့အဲကိုစားတာထက်ပိုကားအောင်စီစဉ်ပေးရတယ်ဟုတ်တာပေါ့ဟုတ်တာပေါ့အဲ့တော့တမီးရဲ့အခုအဝေးမှာရောက်နေတဲ့သူတွေပါနိုင်ငံသားကလူပဲဖြစ်ဖြစ်ဟိုဟိုဒင်မှာရောက်နေတဲ့သူတွေကိုစားလူခိုင်းတဲ့အခါမှာ ီဟိုလိုက်လေးကိုလွှင့်ပြီးတော့အဲအလူရှင်တချို့ဆိုလို့ရှင်လေးရတယ်အမဗနိုင်းနေပါတော့ရိုက်ပါနဲ့အလူရှင်ဗနိုင်းလေးကိုရိုက်ပေးတယ်အဲပြီးလို့ရှင်လို့ရှင်ရင်ဒီမှာသူတို့တွေလည်းလေအာတာရုအနုမောဒရာခေါ်ခေါ်ဆိုနိုင်တယ်အဲဒါလေးတွေကိုမြင်ပြီးတော့ဒီမှာဆိုတာကြီးကလေအလူရှင်တွေလိုက်လာတယ်ဆိုပို့ကြိုက်တယ်ဘာဖြစ်လို့အလူရှင်တွေကလေမျက်မြင်ကိုတွေ့မြင်ရတဲ့အခါမှာလေပို့ပြီးတဒါပေါက်ပြီးတော့ပို့ပြီးတော့လှူကျင်ကြတယ်အဲ့ဒီပီတိလေးပေါ့နော်အဲ့ဒါလေးကြောင့်မလို့ အဲ့လိုမျိုးဒီဟာတွေဟိုဥစားဘလို့ဖောက်မလဲဟိုကတချို့ဆိုလို့ရှိရင်လေနောက်လာမှလူမာကိုအဒီလာတွေကအဲ့လိုမျိုးငွေကြိုလှည့်လိုက်တာရှိရဲပြီးခဲ့တဲ့လာဆိုလေ9လပိုင်း3ရက်နေလူမဲဟာကိုတိုက်ရ4လပိုင်း3ရက်နေမှာလူချလိုက်တယ်အဲ့အဲ့လာလေအဲ့အဲ့တော်တဲ့အဲ့မကြီးကလေဘွားမဖြစ်လို့တည်တာသူကလေရတယ်ဘာမှမဖြစ်ဘူးဆိုတော့လူလိုက်ရင်ပြီးတော့ဆိုအဲ့ဖြစ်ချင်တော့ तू ကမေးတဲ့ချက်ရှေ့ရနေဖြစ်သွားတာကြီးကဟိုမှာလိုက်လွင်ထားတာက လိုက်ကတလပဲထားတယ်လေအဲ့တလပဲထားဆိုတော့၃လ၃ရက်နေမှာပြတ်သွားရောဟဲအမရဲ့ကိုကလေရင်းနေတုံးပြီးဘာလို့ပေးရမလဲပေါ့သိရမလားအဲ့လိုမျိုးအလွဲလေးလည်းရှိရဲ့အဲ့တော့တိုင်ကအခုဆိုလို့ရှိရင်တိုင်မှာမန်နေဂျာမရှိဘူးလေဘလူးမဘေးကဒီအလौသမားတွေဘလူးအလौသမားဆိုတာကိုယ်ညီကိုမောင်နှမတွေလည်းခမင်းချက်ပေါ့ဟဲ့ဘာနဲ့ဘာနဲ့ဘာနဲ့အဆက်ဟဲ့ဘလူးတက်အောင်ချက်မယ်နော်ဟဲ့ဘာလေးမဲညူးလေးပေါ့ကိုကအဲ့လိုစီစဉ်ပေးရတာပေါ့အဲ့လိုစီစဉ်သူတို့လည်းအဲ့လောက်ပဲရတာလေ ဒီမှာကိုကအဲ့ဒါကြောင့်မို့လွယ်အိတ်ထဲမှာစာအုပ်ပါတယ်ဘောပင်ပါတယ်စရင်စာအုပ်အလူရှိကဟောအလူရှိကလေဒီလိုမျိုးတမ်းကိုကလေ Facebook ဖွင့်တာနဲ့အဲ့ဟိုစာ Viber နဲ့တစ်ခုမလားအဲ့နှစ်ဖုန်းလုံးကိုဝင်အောင်လို့အဲ့လိုမျိုးကိုကကြည့်ကြည့်ပြီးချက်ချက်မှတ်လာတယ်ဘယ်နေ့မှာဘယ်သူတခါတည်းအလူရှိကလေပတ်စံထွက်လိုက်ပြီနော်အမဖြစ်ပေးပါဦးဆိုပတ်စံထွက်လိုက်ပြီဆိုလို့ရှိရင်အဲ့ပတ်စံကိုပတ်စံလွှဲပြီးသိလားမှတ်ရတယ် ဟိုးတခါတော့ဟိုးတနှစ်တော့ကလည်းအဲ့လိုပဲဖြစ်တယ်အဲ့မွေးနေမှာလေအဲ့အန်တီရလေညနေစာမှာဖုန်းဆက်တယ်ကိုကလေဂရီတွေပြန်သူနဲ့ကိုနဲ့ friend မဟုတ်တော့လေကိုက message တွေပြန်စစ်တဲ့အခါမှာမပေါ်ဘူးတိလာအဲ့လာနဲ့လေတော်ပါတယ်ကို့အိမ်ကရောင်းမတွေဟိုအတော်တွေလေချက်ချင်းအဲ့ဘိုးဘွားတွေကချက်ချင်းချက်ချက်ချင်းလေနှစ်နာရီအတူဒီဘက်ကထမင်းအိုးတွေချက် ကိုဘက်ကနေဟာဟင်းနေချက်ချက်ချက်ပြီးတော့လေဘိုးဘွားအိတ်တာတွေဆိုလေအချိုးချက်လေးပါလေအဲ့လိုချက်ချက်ပြီးရတယ်နောက်ဘိုးဘွားတွေကိုတယောက်တောင်းနေတယ်အဲ့ဒီပတ်စံကအဲ့ပတ်စံကိုလေမခွဲထားမိဘူးတိလားအဲ့ဒီမှာလေတိုင်းမှာချက်ချင်းချက်ချင်းစိုက်ပြောအာအဲ့လိုမျိုးတွေလောက်ရတာပေါ့အဲ့ဆိုင်လေပေါ်တယ်နော်အဲ့ဒါလူတွေကလေလို့အဲ့အကြောင်ပဲတာကြီးကိုလို့တိလားဟဲ့အလှူတွေလောက်ပေးနေကမကြီးအမအရန်တွေထောနေတော့တင်ပါလို့ တားကြီးကဒီလိုမျိုးလှူနေနေလဲထမင်းမလောက်ဘူးလို့ရှင်တားကြီးကတရောင်းတထောင်ဝေသေးတယ်ပြီးလို့ရှင်လို့ရှင်ဟိုမကျမ်းမာတဲ့သူတို့အဖိုးကြီးဖွားကြီးတို့အဲ့လိုမျိုးတွေတွေ့လို့ရှင်လို့ရှင်လေကိုကလေအဲ့လိုမျိုးပေါ့ဟိုဆေးဘိုးလေးကိုနိုင်တဲ့လောက်လေးကိုအိမ်ထဲကစိုက်ပြီးတော့လှူပေးသေးတယ်ဘာဖြစ်လို့ဆိုတော့ဓာတ်တွေကတားကြီးနှိမ့်တိုင်းကကိုတိုင်းအလှူ ကိုယ်တိုင်အလူဒီလိုမျိုးလေတိမ်ဟိုဆယ်နဲ့ချီပြီးတော့ကိုယ်တိုင်မလူနိုင်ဘူးမလားဒီအလူထဲမှာတာကြီးပါတခါချတချို့တွေကလေအဲကားစီဖို့အခုခေတ်ကတော့စီရကားတာကြီးအိမ်သာ3စီးတရလာ3စီးတိလာအဲ့တော့၃စီးဆိုတဲ့အခါမှာကားစီဘိုးလေးတွေပါတယ်တချို့ကမပေးဘူးကွယ်အဲ့လိုမျိုးကိုကလည်းဗဇက်ကလည်းမထုတ်တောင်းချင်ဘူးအဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်အဲ့ကိုအိတ်ထဲကပဲစိုက်ပြီးတော့သွားရတာပဲ အဲ့ဒါသူများရဲ့အလုတ်ကိုကိုကကိုစားလှူပေးရတဲ့အခါမှာတာဝန်ကြီးပါတယ်တာဝန်ကြီးရဲ့ဆိုတာကအာဓာရီအကုန်လုံးကိုဟို အလှရှင်ရဲ့ကိုစားလှူပေးတဲ့အခါမှာဒီအလှခံပုံကိုယ်တွေကလည်းဟာတာကြီးတို့တူတဲ့ဟာဆိုချက်ပေါင်ကြီးအဲ့လိုမျိုးလေးတွေပျော်ရွှင်သွားတဲ့ပီတိရအောင်ဒီတာကြီးတို့ကစေတနာထားပြီးတော့လဲချက်ပြုတ်ရတယ်အဲ့တော့အာအလုံးတက်တက်ရှင်းရှင်းလဲဖြစ်ရမယ်ဟိုဘယ်လိုခေါမလဲစေတနာထားပြီးတော့ ချက်ပြုတ်ရတဲ့အခါမှာဟိုဒီအလူရှင်ကဟိုကနေ live လေးတွေကိုကြည့်ရတဲ့အခါမှာဗီဒီယိုလေးကြီးကြည့်ရတဲ့အခါမှာသူတို့ PT ဖြစ်ရတာပေါ့အဲ့တော့ PT ဖြစ်ရဆိုနောက်ထပ်လဲထပ်လှူခြင်းတာပေါ့ထပ်လှူတဲ့အခါမှာတိုင်းအတွက်မဟုတ်ဘူးဒီကလိုအပ်သူတွေအတွက်တိုင်းလှူပေးနိုင်တယ်ပေါ့တာဝန်ကတော့အရန်ကြီးပါတယ်ဘာဖြစ်သူများကိုစားလုပ်ပေးရတာလေငွေရေးကြေးရေးနဲ့ဆိုတော့သူများကိုစားလုပ်ပေးရတာအဲ့တော့ချင်းချင်းပြောရရင်တာကြီးကအသင်းဖွဲ့လည်းမဟုတ်ဘူးဆိုတော့တိုင်းမှာ fan လည်းမရှိဘူး အဲ့တော့ fan လည်းရှိမနေဘူးအတင်းဖွဲ့လည်းမဟုတ်တဲ့အခါကျတော့ဒီကလူတစ်ထောင်စာလှုပ်မယ်ဆိုရင်အဲ့ဒီပတ်စံနဲ့ဒီဘက်မှာလူတစ်ထောင်စာလှုပ်ပေးလိုက်တာအဲ့ဒါပါစအောင်နဲ့မှတ်တယ်အဲ့ဒီမှာအခုဆိုလို့ရှိရင်အခုရောင်းမတွေပါတွေကိုဟိုဘက်ကဈေးဝယ်ဖို့ပတ်စံလွှဲပြီးဆိုလို့ရှိရင်အရင်တော့ဆိုဟို note မှမရေးဘူးလေ note ကိုအပို့လို့ပဲထင်တာပေါ့ အဲ့တော့နောက်အရင်တော့ဆိုလို့ရှိလို့ရှိရင်ကျတော့ဒီဆန်ဆိုင်ပါလေအဲဆန်ဆိုင်မှာဆန်ဝဲတယ်လေဆန်ဝဲဆိုကေပင်းတယ်ပဲရှင်းလိုက်တယ်အဲ့ကေပင်းတယ်ပဲရှင်းပြီးတော့ဒီကအပြင်ကပတ်ဆန်ဝင်နေပေါ့နော်ကိုကလေခွဲထားတာခွဲထားအောင်ဆောက်ရက်ကလေးနဲ့ဘယ်နှရက်နေ့အဲဘယ်နှရက်နေ့ဘယ်အချိန်အဲဥစားနောက်တချို့ကျတော့တချို့အလူရှင်ကျတော့မင်းယူသူ့မင်းယူရဲ့သူပါတာသူငယ်ကတချို့ကမဖယ်ဟင်းလေးချက်ချင်ပါတယ်အခုဒီ9ရက်နေ့လူပေးရမယ်အလူရှင်ဆိုလို့ရှိရင်သူက သူကဂျမခန္ဓာမှာလှူကျင်တာဖြစ်ချင်တော့အဲ့အဲ့ဒီအဘိုးမျိုးသီးဆေးရုံပေါ့နော်သူတို့တွေကသူတို့ရာကြအပြင်ကလှူတာကိုလက်မခံဘူးလို့ပြောတယ်အဲ့ဆိုအဲ့လိုဆိုတော့သူတို့ကလည်းကိုယ်နဲ့လှူကျင်တာဆိုတော့အဲ့တော့ဆံပြဆေးရုံလေးမှာအဲ့ဒီမီးရက်တာဖားဆောင်လေးကိုလှူမယ်အဲ့ကသူကဟင်းလေးကကြက်အာလူစီးပြန်ပြီးလို့ရှိရင်ပဲဒီလေးနဲ့ကြာစမ်းမပြေကျော်လေးနဲ့သူသူ့မင်းနဲ့သူလာတာအဲ့လိုစီစဉ်ပေးရတာပေါ့အဲ့ဒါအဲ့ဒါအခုအိမ်မှာလို့ဒီလိုမျိုးလေတရေမင်းနဲ့စီ ။ဒီရနော်။ပဆက်ပဆက်ဘဘလဘဆက်ရတင်တယ်လေ။ तू อ่ะเมนู white book มาလဲတစ်ခါမှတ်တယ်။ white book white book มาလဲတစ်ခါမှတ်တယ်။ပြီးလို့ရှင်ဒီစရင်းစာအောင်มาတစ်ခါမှတ်တယ်။ပြီးတော့ရှင်သူကလေကိုကသူကဘိုင်ဘာပဲဘဘွားလေဘသူ့ကိုတက်ကမယ်အဲ့လိုပြောလဲမှားတယ်အကောင့်လေတငယ်ချင်းချင်းတွေဘသူ့ကိုတက်ကမယ်တချို့ကြတော့ဘိုင်ဘာနေဆိုတော့ဘိုင်ဘာကိုဘဲဘိုင်ဘာကိုပို့ရမယ်အဲ့လိုပတ်ထားရတယ်သူတို့ကလေအေးအဲ့ဒီသူမတွေပါလေအကုန်မှတ်ခိုင်းတာသိလား အဲ့လိုမျိုးလေနှစ်ခါလောက်ဖက်တာအရန်ကြောက်သွားမှားလို့မရဘူးတမီးရဲ့အဲ့တော့မှားတဲ့အခါကျတော့သူတို့အလူရှင်ရလဲလေဟိုဘလို့ခေါ်မလဲဆိုတော့လေဟာ तू ကလှူလိုက်တယ်ပေါ့နော်လှူလိုက်လားပေါ့တိလာကိုကိုတိုင်းကလည်းအဲ့လိုမျိုးအဖြစ်မခံချင်ဘူးဟဲ့ငါအဲ့ရွာလေငါလှူလိုက်တယ်နော်အဲ့ဒါဆိုတော့အဲ့မှာဗနိုင်းဗနိုင်းဆိုင်ရောအကုန်လိုက်ရှာတာဗနိုင်းဆိုင်ဗနိုင်းဆိုင်အဲ့ကို့အိမ်ကဗနိုင်းရလဲပေးခဲ့တယ်အဲ့နေ့က နာခေဟိုအောက်ငလင်ဖြစ်တော့လေအိန္ဒိယဟိုအားရပြတော့အဘိုးလိုချင်တယ်ဆိုတော့အဲ့ဗနားကိုပေးခဲ့တာအဲ့လိုဖြစ်သွားအဲ့ဒါအဲ့ဒီပေးတဲ့ကိုကိုရုံရုံကြည်ကြည်နဲ့အခုလိုလေအဲ့လိုမျိုးအလူရှင်ကဆက်တဲ့တပိုးဆက်တဲ့တပိုးလှူကြတဲ့ပီတိရလေဘာနဲ့မှလဲလို့မရဘာနဲ့မှလဲလို့မရဘူးဆိုတော့အရင်တော့တာကြီးကိုအဲ့လိုပဲမီဒီယာတခုကမေးဘူးတယ်အလူရှင်နေရဲ့ ယုံကြည်မှုကိုဘလို့တိဆောက်လဲတဲ့ယုံကြည်မှုကတိဆောက်လို့မရဘူးဟုတ်တယ်မလားယုံကြည်မှုကတိဆောက်လို့လုပ်ယူလို့မရဘူးလေသူများစီကယုံကြည်မှုကိုရဖို့အတွက်လုပ်ယူလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့အဲ့လိုလုံရက်နဲ့တက်တေပြတာအဲ့တော့တာကြီးအခုလူတယ်လူတရားသာဆိုရင်ဒီမှာလူတရားသာလူတစ်ထောင်သာဆိုရင်လူတစ်ထောင်သာ ူတယ်အဲ့လိုဟိုစာ live ပြင်ပြတယ်အားလုံးတက်ကြွတင်တာတက်တွေ့တယ်အဲ့လိုပွင့်လေးမြင်တာပဲအဲ့တော့သူတို့လည်းမြင်ကြတယ်တကယ်လို့မလောက်ဘူးဆိုလို့ရှိရင်ကိုယ့်အိတ်ထဲကစိုက်ပြီးတော့ရော်တောင်းတောင်းအဲ့လိုမျိုးအဲ့လိုမျိုးပေးတယ်ဆိုတော့အားလုံးပွင့်လေးမြင်တာပဲဒီဒေါ်ချင်းပေါ့နော်ချင်းမောင်ကျော်ပေါ့သူကဒေါ်ချင်းချင်းမောင်ကျော်အဲ့တော့သူ့ပုံပစ္စည်းတွေကအဖွားထွေးလက်ဖက်တို့အဲ့လိုမျိုးတွေရှိရဲ့ အရန်ကျေးဇူးတင်တယ်ဘာဖြစ်လို့အရန်ကျေးဇူးတင်ဆိုတာကြီးကအဲ့ချင်မောင်ကျော်နဲ့ထမင်းနဲ့ကိုတအားလူကျင်တာအဲ့လိုလူကျင်တဲ့ပုံမှာချင်မောင်ကျော်လူတထောင်စာဆိုလို့ရှိရင်အဲ့လိုမျိုးချွေရဖို့အတွက်အင်အားဖြစ်တာသူ့ရဲ့ချင်မောင်ကျော်လေးနဲ့အာကိုက ဲ့လိုမျိုးလေးလူတစ်ထောင်သာဘေးရကိုဘဲဦးဟင်းလေးရဲ့ငချောက်ကျော်လေးရဲ့ပေါ်ဆန်းမှုတွေအဲ့လိုမျိုးလှူပေးရတဲ့အခါမှာအရန်ပီတီဖြစ်တယ်အဲ့နောက်သူ့ရဲ့ဒီအစားတောက်ကတကယ်ကောင်းတယ်အဲ့တော့ဟိုဥစားကျေးဇူးတင်တယ်ဒေါ်ဂျင်ချင်မောင်ကျော်လေးကျေးဇူးတင်တယ်ဒေါ်ဂျင်ချင်မောင်တော်မိသားစုရဲ့ကျေးဇူးတွေအများကြီးတင်ပါတယ်လို့